ဘူရင်းဆိုင်ရဲ့ဒေခနဲ့ကြီးရဲ့ How to win friends and influence people ဆိုတဲ့စာအုပ်ကိုဥနုဘာသာပြန်ဆိုရေးသားပြုစုထားတဲ့မိဒ္ဓဗလဒီကာဆိုတဲ့စာအုပ်ထဲကအပိုင်း၃မှာနှင့်ဘက်ပအောင်လုပ်ရင်ဤစနနီးဆိုတဲ့အထဲကနံပါတ်1နီးဖြစ်တဲ့ယန္တုပောစီသွန်နီးဤတို့ရှောင်ရမည်ဆိုတဲ့အခန်းထဲကဒုတိယပိုင်းကိုဆက်လက်ဖတ်ကြားတင်ဆက်ပေးပါမယ်။တခါတော့က အကျွန်ုပ်၏အိမ်ကိုအလှဆင် ရန်အတွက်လူတစ်ယောက်ကိုငှားပြီးခိုင်းမှုပါလေအလုံးပီစီပြီးတော့အလှဆင်ပေးကအတွက်ကျွေးတောင်စင်းရောက်လာတဲ့အခါမှာဈေးကြီးအားကြီးတော့ကျွန်တော်ပြင့်သက်ရှူမိပါလေရင်းနေနေကြတော့ကျွန်တော်မိတ်ဆွေတယောက်အိမ်ကိုရောက်လာတယ်အဲ့ဒီအလှဆင်ထားတာကိုတွေ့တော့အလှပြင်ကဘလောက်ပေးရလဲလို့မေးတယ်အလှပြင်ကကိုပြောပြတော့ကျွန်တော်မိတ်ဆွေကစုတ်သက်ပြီးတော့အလှပြင်သမား ရှင်ကိုချသွားပြီတိတ်ဈေးများတာပေါ့လို့ပြန်ပြောတယ်ဗျကျွန်တော်မိတ်ဆွေပြောတဲ့စကားကအမှန်ပါဒါပေမဲ့ကိုကိုယ်တိုင်လှုပ်ထားတဲ့အလုပ်ကိုမှားတာပဲဖြစ်ဖြစ်မှန်တာပဲဖြစ်ဖြစ်အပြစ်ဆိုတာကိုတော့ကြိုက်တဲ့သူတော်တော်ကိုနင်းရပါတယ်ကျွန်တော်လည်းပုရုษရှင်ဖြစ်တဲ့အချိန်ကျွန်တော်လှုပ်ထားတဲ့အလုပ်ကိုကာကွယ်ကျင်တာဟိုအဲ့ဒါကြောင့်အကောင်းကြိုက်ရင်ဈေးဘောဘောနဲ့တော့မရဘူးပေါ့ဗျာဈေးနဲ့နဲ့ဆိုရင်အကောင်အညံ့နေရမှာပေါ့သတ်သဖြင့်ပြန်ပြီးပြောလိုက်ပါနောက်တစ်နေ့ကျတော့တခြားမိတ်ဆွေတို့အလဲရောက်လာပြန်ရော အဲ့ဒီမိတ်ဆွေကတော့အလှပြင်ထားတာတွေကိုကြည့်ပြီးတော့တော်တော်ကိုစိတ်အားထက်ထက်တန်တန်နဲ့ချီးမွမ်းနေသူ့အိမ်ကလည်းဒီလိုများအလှပြင်ထားနိုင်မဆိုဘလောက်ကောင်းမလဲစသဖြင့်ပေါ့ဗျာအဲ့လိုပြောတယ်အဲ့ဒီမိတ်ဆွေရဲ့စကားကြားရတော့ကျွန်တော်စိတ်တက်တယ်ဒီမျိုးတပုံဖြစ်လာတယ်အဲ့ဒါကြောင့်ဟာမပြောပါနဲ့တော့ကွာခိုင်းပြီးသားဖြစ်နေလို့ဆိုငြိမ်နေလိုက်ရတာအဆအသာဒီလောက်ကုံမွန်မှန်းပြီးမခိုင်းပါဘူးဈေးသိပ်ကြီးတာပဲလို့ကျွန်တော်ကပြန်ပြောပါတယ်ကျွန်တော်တို့တွေကအမားတစ်ခုကိုလုံးမိတဲ့အခါမှာ ျွန်တော်တို့စိတ်ထဲကပဲမှားကြောင်ဝန်ခံကောင်းဝန်ခံပါလိမ့်မယ်။ဒါမဲ့ကျွန်တော်တို့ကိုဖြောင်းဖြောင်းဖြားဖြားသာသာယာနဲ့မေးတာဆန်းတာတွေလုပ်တဲ့ဆိုရင်တော့အဲ့ဒီလိုမေးတဲ့လူကိုကျွန်တော်တို့အမားကိုဝန်ခံမှုငါမှန်တာကိုဘုံဝင်းကြီးပြောရတဲ့အစတဲ့စိတ်တွေနဲ့ကျွန်တော်တို့ရဲ့သဘောထားကြည့်ခြင်းကိုဂုံယူကောင်းဂုံယူမိမှာပါ။ဘလို့ပဲသဘောထားကြည့်ခြင်းနဲ့ဆန္ဒရှိစေကာမူအတင်းဆွဆွဲရင်တော့ကျွန်တော်တို့မှားကြောင်းကိုဝန်ခံမှာမဟုတ်ကြပါဘူး။ အမေရိကန်ပြည်မှာပြည်တွင်းစစ်ဖြစ်တုန်းကအဲ့ဒီပြည်ရဲ့အကြောကြားဆုံးသောသတင်းစာကြားကြီးတူဖြစ်တဲ့ Horace Greeley ကအမေရိကန်နိုင်ငံရဲ့သမရလင်ကွန်နဲ့အပြင်းထန်သဘောထားကွဲလဲခဲ့တယ်။လင်ကွန်ကိုသတင်းစာတွေကနေပြီးတော့အပြင်းထန်ဆက်ဆိုချိန်မောင်းပုတ်ခတ်ရေးတယ်။အဲ့လိုရေးခြင်းအပြင်လင်ကွန်ကသူ့ဘက်ကိုစိတ်ပြောင်းလာလိမ့်မယ်လို့ Horace ကယူဆခဲ့တယ်။အဲဒါကြောင့်အဲ့ဒီနေ့တိုင်းသူလာပေါင်းများစွာစူပူပြီးရေးသားခဲ့။သမရလင်ကွန်က ဘုဒ္ဓဆိုသူရဲ့လက်ချက်နဲ့အသက်ထွက်ရရှာတဲ့ညမှာပဲသတင်းသားဆရာ Horace Greeley သည်သမရလင်ကွန်းကို ပုဂ္ဂလဒိဋ္ဌံအားဖြင့်ညဉ့်ဉန်းစွာပုတ်ခတ်ရေးသားခဲ့ဘူး၏သူအတွင်ဤသို့ပုတ်ခတ်ရေးသားခြင်းဖြင့် လင်ကွန်းသည် Greeley ဘက်သို့စိတ်ပြောင်းလာရဲ့လားမလာပါဘူးပြည့်ရဲ့ပြူတာစော်ကားတာအဲ့လိုနီးနေတဲ့ကိုယ့်ဘက်ပါလောင်ဘယ်တော့မှမတတ်နိုင်ဘူးလူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါမှာအကောင်းဆုံးဤအချို့ကို သင်ကတကယ်လို့လိုချင်ခဲ့တယ်အလိုရှိခဲ့တယ်ဆိုရင်သူကိုယ်တိုင်ရေးသားထားတဲ့ဘင်ဂျမင်ဖရန်ကလင်ရဲ့အထုပ်ပတ်တီကိုဖတ်ပြအောင်ဖတ်လိုက်ပါထုပ်ပတ်တီစာအုပ်တွေထဲမှာတော့အကောင်းဆုံးစာအုပ်တော့ပါစာကြည့်လိုက်ရှင်အဲ့ဒီစာကြည့်လိုက်ကအဲ့ဒီအထုပ်ပတ်တီကိုငှမရှိရင်ရနိုင်တဲ့စာအုပ်ဆိုင်ဒီဇိုင်ကနေဝဲတင်းမြို့မှာစာအုပ်ဆိုင်မရှိဘူးဆိုရင်ပင်ရင်တိုက်ကိုသာတိုက်ရိုက်မှာအဲ့ဒီအထုပ်ပတ်တီထဲမှာငင်းကျင်တဲ့အလေထားကိုပြောက်အောင်ဘယ်လိုဖြောက်ခင်ရဘုံ ကိုယ့်ဘက်ပေါင်းဆွေးနိုင်တဲ့ပြည်ရဲ့ကောင်းတဲ့နိုင်ငံရေးသမားကောင်းလို့အမေရိကန်နိုင်ငံသမားမှာတင်ဆက်ကြော်ကြားတဲ့သူတူဖြစ်လောင်းဘလို့လောက်ခဲ့ရဘုံအဲ့ဒါတွေကိုသူကကွက်ကွက်ကွင်ဝင်ရေးထားတာဘင်ဂျမင်ဖရန်ကလင်ကငွေတော့ကဒီနေ့သူ့ရဲ့တငယ်ချင်းတယောက်ကသူ့ကိုတနေရာကိုခေါ်သွားပြီးတော့အောက်ပါစကားကဲ့သို့အထိပ္ပယ်ရှိတဲ့စကားမျိုးသူ့ကိုပြောတယ်အေးအောင်မင်းသိက်ခဲ့တဲ့ကောင်ပဲကွာမင်းနဲ့သဘောချင်းမတူတဲ့လူတွေအတွက်ဆိုရင်မင်းမှာအယူဆတွေကပိတ်တလေးနဲ့ဘေးပြေးလိုက်တယ်လို့ပဲ မင်းဟာတွေကကောင်းလုံးလို့ဘယ်သူမှဂရုမစိုက်ကြဘူးကွာကျန်တော့ဘယ်နဲ့ဖြစ်နေတယ်လဲဆိုရင်မောင်မင်းကြီးသားမရှိတော့မှပဲမင်းအဖော်တွေမှာစိတ်သက်သာရာရတော့တယ်ဘာပဲဖြစ်ဖြစ်မင်းကတီးပီးသားကြီးဖြစ်နေတော့မင်းကိုဘယ်သူမှဘာမှဘုံမပြောတော့တာအစ်စ်ပဲဘယ်သူမှဘာမှမပြောတော့တာအပြစ်လို့လဲဆိုတော့ပြောရင်ပြောတဲ့လူကစိတ်ရှုပ်ပြီးအမောအဖက်တရင်ုံပဲရှိတော့မှာပဲလीအဲ့တော့မင်းကောင်းထဲမှာရှိတဲ့လက်တဆုပ်လောက်အသိဉာဏ်လေးကလည်းဘယ်တော့မှမတိုးတော့ဘူးကွာ အထက်ပါစကားဒီမှန်ကန်ကြောင်းကိုဘင်ဂျမင်ဖရန်ကလင်ဒီသတိရပါတယ်သူ့ကိုယ်သူမပြင်းရင်ဘသူနဲ့မှပေါင်းမဖြစ်တဲ့အပြင်ဘာကုန်းမှလည်းအလုံးမဖြစ်တော့ဘူးလို့ကောင်းကောင်းစင်ရင်မိပါတယ်အဲဒါကြောင့်မတိမဲမြင်ပြုလို့ရှိတယ်သူ့ရဲ့အမူအရာတွေကိုအမြင့်ကနေပြီးသူလှန်မာတော့တယ်တပည့်သားနာကြီးမဲ့ဓာတ်ရိုက်ဆန့်ကျင်မဲ့အပြုအမူတွေနဲ့ငါဟာမှမှန်တယ်ဆိုတဲ့ဇွတ်တရုတ်ပြောဆိုခြင်းမျိုးကိုရှောင်ရှားထားဖို့ကျွန်တော်ကတန်ဋိဌံချတာပါတယ်ဒါလည်းမကပါဘူး ဧကမံပဲဘယ်နည်းနဲ့မှမလွဲရဘူးစတယ်တစ်ဖက်သားညင်းဖို့မလိုလို့အတိတ်ပဲပေါက်စီတဲ့သကလုံးမျိုးတွေကိုအထူးရှောင်ရှားပြီးတော့ဒါမှန်လိမ့်မယ်လို့ကျွန်တော်ယူဆတယ်အာဟိုကတော့ဖြစ်နိုင်လိမ့်မယ်တွေးမိပါတယ်စတယ်သကားလုံးမျိုးကိုသုံးပါတယ်သကုံတယောက်ကကျွန်တော်မှားတယ်တင်တဲ့စကားတခုကိုကျွန်တော်ရှင်းမှာပြောမိလိုက်တယ်လို့ဆိုကြပါစို့သူ့ရဲ့အမှားကိုပြုံးငနဲ့ပြင်ဖို့အတွက်ကျွန်တော်ရဲ့ပါဇက်ရားနေပြီမယ်အဲ့ဒီဆန္ဒကို မျိုးသိပ်ထားလိုက်ပါလေသူစကားကိုပြန်ပြီးဖြည့်ရှင်းမှာတခြားကိစ္စတွေမှာသူ့ရဲ့အယူဆအမှန်ပါလိမ့်မယ်ဒါမှမဟုတ်ဒီကိစ္စမှာတော့ကျွန်တော်နဲ့သဘောထားချင်းကွဲလွဲနေတဲ့ပုံစံလက္ခဏာမျိုးရှိတယ်လို့ကျွန်တော်ထင်တယ်ဆက်လက်ဖြင့်ပြောပြပါမယ်ဒီလိုကျွန်တော်ရဲ့ကုန်းထုတ်အမှုရာတွေကိုပြင်လိုက်ခြင်းအပြင်အကျိုးရှိတယ်ဆိုတာကိုကျွန်တော်ကိုယ်တိုင်ထင်ထင်ရှားရှားတွေ့ရပါတယ်သူများနဲ့စကားပြောတဲ့အခါမှာအရင်ကတည်းကပိုးပြီးတော့လေဘေးဖြောင်းလာတယ်ကိုယ့်ကိုနှိမ့်ချတဲ့နီးနဲ့ကျွန်တော်ထင်မြင်ချက်တွေကိုပြောပြတဲ့နေရာမှာ လောလောကူကူနဲ့နှစ်သက်သူတွေများလာပြီးတော့ကန့်ကွက်သူတစ်ဖြည်းဖြည်းနည်းသွားတာကိုတွေ့ရပါတယ်ကျွန်တော်မှားတယ်လို့တခြားလူတွေကမြင်ကြတဲ့အခါမှာလည်းပဲအရင်တော့ကလို့ဂုံကိုထိခိုက်မယ်လို့မယူဆတော့ဘူးကျွန်တော်မှန်တဲ့အခါဒီမှာလည်းပဲတခြားလူတွေသည်သူတို့ရဲ့အမှားတွေကိုစွန့်ပစ်ပြီးတော့ကျွန်တော်ဘက်ကိုလွယ်လင့်တကူစိတ်ပြောင်းလာကြပါလေကျွန်တော်ရဲ့ငကိုစိတ်ထားတွေကအဲ့လိုကိုနှုတ်အမူအရာမျိုးဖြစ်လာအောင်ပထမတော့တော်တော်ပြင်းပြထန်ထန်ကြိုးစားရတယ်ဒါပေမဲ့နောက်ဆုံးမှာ ကျွန်တော်ရဲ့ဝတိဖြစ်လာတဲ့အတွက်ကြောင့်လွန်ခဲ့တဲ့နှစ်ပေါင်းအနည်း90ကနေပြီးဒီကနေ့အထိငါသာမှန်ရမယ်ဆိုတဲ့ဇွတ်တူစကားမျိုးကျွန်တော်ပါဇက်ကထွက်လာတာကိုဘယ်သူတယောက်မှကြားမိလိမ့်မယ်လို့ကျွန်တော်မထင်ပါဘူးဥပဒေတည်တွေကိုတင်သွင်းတဲ့အခါမှာလည်းကောင်းဥပဒေဟောင်းနေတဲ့ကတချို့အချက်တွေကိုပြင်တဲ့နေရာမှာတော့လည်းကောင်းတိုင်းသူပြည်သားတွေကိုကျွန်တော်ပဲပေါအောင်လုပ်နိုင်တယ်အဲ့ဒီအပြင်ပြည်သူအဖွဲ့တွေထဲမှာအဖွဲ့ဝင်တူဖြစ်လာတဲ့အခါမှာကျွန်တော်နဲ့အတူဖြစ်တဲ့အဖွဲ့ဝင်တွေကို ကျွန်တော်ပဲပအောင်လုပ်တာဟာကျွန်တော်ရဲ့တမာရီအပြင်တခြားအကြောင်းကြောင့်မဟုတ်ဘဲနဲ့စစောတော့ကပြောခဲ့တယ်ကျွန်တော်ရဲ့ကိုနှုတ်အမူအရာပြောင်းလဲလိုက်တဲ့အတွက်ကြောင့်ပဲဖြစ်တယ်လို့ကျွန်တော်အယူရှိမိပါတယ်။ဘာဖြစ်လို့လဲဆိုတော့စကားပြောလဲမတွက်စကလုံးကောင်းယူတဲ့နေရာမှာလဲအယမ်းနှေးတဲ့အပြင်စကားအထသို့မမှန်မင်းနဲ့ညံ့ဖြင်းတဲ့စကားပြောသမားတယောက်ဖြစ်ပေမဲ့ကျွန်တော်ရဲ့ယူဆတဲ့ယူဆချက်တွေဒီနိုင်တာပဲများတယ်။သက်သဖြင့် ်ဘင်ဂျမင်ဖရန်ကလင်ကပြောကြားဘူးပါလေအယောင်းဝင်လို့တဲ့အခါမှာဘင်ဂျမင်ရဲ့နီးဟာဘယ်လိုအသုံးကျတယ်ဆိုတာကိုကြည့်ကြရအောင်ပါအောက်ကတာရကနှစ်ခုကိုဖတ်ကြည့်လိုက်ပါနယူးယောက်မြို့လီဘာတီလမ်းအမှတ်134မှာနေတဲ့မစ္စတာ FJ မဟော်နီဆိုတဲ့သူဟာရင်းနှံလုပ်ငန်းအတွက်ကိရိယာတစ်မျိုးကို ရောင်းစားတဲ့သူပါတနေ့တော့လောင်းအိုင်လန်အရက်မှာရှိတဲ့ရေနံကုန်တွေကြီးတယောက်ထံကအမှားသာတစ်ခုကိုသူကရတယ်။အဲ့ဒီအမှားသာအတိုင်းနမူနာတွေကိုပြပြတဲ့အခါကျတော့ သဘောကျတာနဲ့အဲ့ဒီကိရိယာတွေကိုကတ်ဆင်လို့တောင်တော်တော်ပြီးသွားတယ်။ဒါပေမဲ့ဝမ်းနဲ့စရာကောင်းတဲ့ကိစ္စတည်းကရုပ်တရက်ပေါ်လာတယ်ဖြစ်ရပုံကဒီလိုအဲ့ဒီယဉ်နံကုန်တဲ့ကြီးကသူ့မှာထားတဲ့ကိရိယာတွေအကြောင်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတွေနဲ့တိုင်ပင်ကြည့်တော့ဒီဟာက တိုးနေတယ်ဟိုရာကတိတ်ရှည်နေပြီအရာတွေကဝင်လိုက်တာတိတ်မှားတာပဲသတ်သဖြင့်အဲ့ဒီမိတ်ဆွေတွေကဝိုင်းပြီးတော့အပြစ်ပြောကြတယ်မိတ်ဆွေတွေရဲ့ပြောပြချက်အရအဲ့ဒီယဉ်နံကုန်တဲ့ကြီးက စိတ်ဒိုလာပြီးတော့မှားထားတဲ့ကောင်တွေမလို့ကျင်တော့ဘူးဆိုပြီးတော့မစ္စတာမော်ဟော်နီထံကိုစကားပြောကြည့်နှမ်းတယ်ပြောတယ်နောက်ထပ်ဘာဖြစ်ကြတယ်ဆိုတာကိုမစ္စတာမော်ဟော်နီကအောက်ပါတိုင်းပြောပြပါတယ်ကျွန်တော်ရဲ့ပစ္စည်းတွေကိုကသေသေးချာချာတက်စစ်စစ်ကြည့်ပြီးတော့ကျွန်တော်ဘက်ကဗန်နီနဲ့မှမမှားပဲနဲ့အဲ့ဒီရေနံကုန်တွေကြီးနဲ့သူ့မိတ်ဆွေတွေပဲမှားတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ကတက်အပ်သေးချာသိတယ်ဒါပေမဲ့ကျွန်တော်သိတဲ့အတိုင်းသာပြောပြလိုက်ရင်ဘရော့ကိုစိုးသွားမှာ အဲ့လိုကျွန်တော်တွေးမိတယ်အဲ့ဒါကြောင့်အဲ့ဒီကုံတွေကြီးရှိတဲ့လောင်းအိုင်လိုင်းကိုကျွန်တော်ကိုယ်တိုင်လိုက်သွားတယ်သူ့အလုပ်ခန်းထဲကိုကျွန်တော်ဝင်မိတာနဲ့တပြိုင်တည်းသူထိုင်ရာကခုံးထပြီးတော့ကျွန်တော်ရှိကိုစကားတွတ်တွတ်ပြောပြီးရှောက်လာတယ်ဒေါသကြီးလွန်းတော့သူစကားပြောနေတော့သူ့လက်သေးရကျွန်တော်မျက်နှာရှိမှာဝဲနေတာကျွန်တော်နဲ့တကွာကျွန်တော်တို့ပစ္စည်းတွေကိုရစရာမရှိအောင်ပြောပြီးတော့အဲ့ဒီဟာတွေအတွက်ခင်ဗျားဘယ်နဲ့လုံမလဲလို့ဒေါသနဲ့ကျွန်တော်ကိုမေးတာကျွန်တော်ကလည်းလေတန်းအေးနေပေါ့ဗျာအာဒါတော့ဥသဘောကြတယ်လို့ အမိန်ရှိပါအမိန်တိုင်းလို့ကိုအသင့်ပါပဲဥကဝယ်သူပဲလေဒီတော့ဝယ်သူကြိုက်တာကိုရရမှာပေါ့ဒါမဲ့ဒီလိုဆိုရင်တယောက်ကတော့တောင်းခံရလဲဦးမယ်ဟုတ်ဦးလိုဟာမှန်နေတဲ့ရင်ဦးလိုရဲ့နမူနာကိုပေးပါပထမကဥမာတဲ့အတိုင်းလောက်ထားလိုက်လို့ဒေါ်လာ2000လောက်ကုန်သွားပြီမဲ့လေကိစ္စမရှိပါဘူးဖျက်ပြစ်လိုက်တာပေါ့ဦးသဘောကျကိုတန်ရမယ်ဆိုရင်ငွေ2000လောက်ဆုံးလို့မနှမျောပါဘူးဟုတ်ပေမဲ့တခုတော့သတိပေးခြင်းနဲ့ဦးရဲ့ဦးအလိုရှိတဲ့အတိုင်းကျွန်တော်တို့စောက်ပေးရမယ်ဆိုရင်ကောင်းမကောင်းကို ဥတံဝင်ယူရလိုက်မှာနော်ကျွန်တော်တို့အခုတိုင်မှန်တယ်ထင်ပြီးစီစဉ်ထားတဲ့အချိန်ဆက်လုပ်ရမှာဆိုရင်ကျွန်တော်တို့တာဝန်ယူမယ်အဲ့ဒီအချိန်ကိုရောက်တဲ့အခါကျတော့ရင်းနှံကုန်တယ်ကြီးကစိတ်တော်တော်ပြောင်းသွားတော့တွေ့ရတယ်အဲ့ဒါကြောင့်ကောင်းပြီဆက်လုပ်တော့ဒါပေမဲ့ဘောင်ရင်ပြောတဲ့အချိန်မဟုတ်ရင်တော့အရာဟုတ်တာတနေပြီတော့လို့ကျွန်တော်ပြောလိုက်တယ်ကျွန်တော်ကလည်းပြောတဲ့အချိန်မှန်တော့အခုနေ့အတွက်ဒီလိုအလုံးမျိုးနောက်တစ်ခုထပ်ပြီးအမှားသာရခဲ့ပြီလေအဲ့ဒီကုန်တယ်ကြီးကသူ့ရဲ့လက်သေးကိုကျွန်တော်မျက်နှာနာမှာဝဲပြီးကို့အလုပ်ကို နားမလဲတဲ့လူလို့ကျွန်တော်ကိုစော်ကားနေတုန်းက သူ့ကိုပြန်ပြီးမငင်းမိအောင်ကျွန်တော်စိတ်ကိုတော်တော်ကြီးကိုချုပ်ထားတာစိတ်ကိုတော်တော်ချုပ်ထားတာဒါပေမဲ့အဲ့ဒီချုပ်ထားတဲ့အတွက်ကျွန်တော်ရဲ့ကိစ္စမှာထားမြောက်အောင်မြင်ခဲ့တယ်တကယ်လို့သာသူမှားတယ်ကျွန်တော်မှန်တယ်စသဖြင့်သူနဲ့ကျွန်တော်ပြန်ပြီးငင်းကြံများထုတ်နေမယ်ငင်းနေမယ်ဆိုရင်ယုံရပါမယ်စိတ်မကောင်းဖြစ်ရမယ်ငွေကုန်ရမယ်အဲ့ဒီအပြင်ဖောက်တဲ့ကောင်တယောက်ဆုံးဆုံးရမယ် ဆိုတော့အဲ့လိုအပြစ်တွေပေါ်လာကောင်းပေါ်လာနိုင်တယ်။လူတယောက်ကိုမှားတယ်လို့ဆွဆွဲတာဟာအကျိုးမရှိဘူးလို့ကျွန်တော်ဆွဆွမြဲမြဲကိုယုံကြည်တယ်လို့မစ္စတာမဟောဂနီကပြောပြပူပါတယ်။ဒုတိယသက်တည်သာရကတစ်ခုကိုကြည့်ကြပါအောင်စို့။ဒီသက်တည်သာရကတွေဟာထောင်သောမကတဲ့လူတွေနေ့စဉ်နဲ့အမျှတွေ့ကြုံနေရတဲ့အဖြစ်အပျက်မျိုးဖြစ်တယ်ဆိုတာကိုသတိရပါစေ။အာဗီခရိုလီယာနယူးယောက်မြို့ကဂါရနာဘလူးထေးလာတက်ဆိုင်ကတည်ယောင်သမားတစ်ယောက်ဖြစ်ပါတယ်။ အလွန်အပြောရခက်တဲ့တစ်သားစစ်စင်းတဲ့အရာရှိတွေကိုနှစ်ပေါင်းများစွာတိုင်အောင်မှားတယ်လို့ဆွဆွဲခဲ့ဘူးတယ်လို့ခရိုလီကဝန်ခံခဲ့ဘူးပါလေအဲ့လိုဆွဆွဲတယ်ညင်းခုန်နေဆိုတဲ့နေရာမှာ ခရိုလီသားလင်းအနိုင်ရခဲ့တယ်သို့တော့တစ်ကိုတော့မရောပါဘူးအဖြစ်လို့လဲဆိုတော့အဲ့ဒီအရာရှိတွေဟာဘေ့စ်ဘောကစားပွဲတိုင်လူကြီးတွေနဲ့တူပါတယ်သူတို့တစ်ခါဆုံးဖြတ်ချက်ချပြီးတဲ့နောက်နောက်ထပ်မပြင်းတော့ဘူးလို့ခရိုလီကိုယ်တိုင်ပြောပြပါတယ် သူညင်းလို့နိုင်တယ်မြသူတစ္ဆန်ဟာဒေါ်လာထောင်ပေါင်းများစွာဆုံးရှုံးနေတာကိုခရိုလီကောင်းကောင်းသိတယ်အဲဒါကြောင့်ကျွန်တော်ရှိမှပေါင်းသင်းဆက်ဆံမဲ့ဤကိုလာပြီးတော့တင်ကြားနေတဲ့အချိန်တုန်းကသူ့ရဲ့ကိုနှုတ်အမူအရာတွေကိုပြုပြင်ဖို့တန်လိုက်တန်ချလိုက်ကုန်ပေါ်ပါတယ်အဲ့တော့ဘာဖြစ်သွားလဲဆိုတော့အောက်ကအထုပ်ပတ်တိကခရိုလီကိုရင်ကျွန်တော်ရဲ့တပည့်တွေကိုပြန်ပြောပြတဲ့ဇာတ်ကားတွေပါတနေ့မနေ့ကင်းကြတော့ဗျာကျွန်တော်အလုပ်ခန်းထဲမှာရှိတဲ့စကားပြောခြင်းနဲ့ခေါင်းလုံးတန်ကြီးတယ်ကျွန်တော်ရှိကိုစကားပြောတဲ့သူကတော့ တော်တော်ကိုစိတ်တိုးနေပုံရပါတယ်ကျွန်တော်ပို့လိုက်တဲ့ကားတစည်းသာတစ်တေကိုလေးပုံတစ်ပုံလောက်ပဲအောက်ချပြီးသူ့ရဲ့စစ်စေးအရာရှိကတစ်တေဟာစံချိန်ထက်55ရာခိုင်နှုန်းလောက်အောက်ကျနေတယ်လို့အစီရင်ခံတဲ့အတွေ့ကားထဲမှာကျန်းနေတဲ့တစ်တေကိုဆက်မချတော့ဘဲနဲ့ခြာပြီးသားတစ်တေကိုတောင်ပြန်ယူသွားဖို့စကားပြောချင်းနဲ့ပြောတာအဲစကားကြားကြားချင်းသူ့စီကိုကျွန်တော်ကိုယ်တိုင်ခက်မြန်မြန်လိုက်သွားတယ်လမ်းတစ်ချောင်းမှာ ကျွန်တော်ကိစ္စကိုကြောကြောမောမောဖြစ်သွားအောင်ဘယ်လိုလုပ်ရမလဲလို့စဉ်းစားသွားတာပေါ့ဗျာဒီနှောင်းကဒီလိုကိစ္စမျိုးနဲ့ကြုံရင်တစ်တိုင်းတဲ့နေရာမှာသုံးတဲ့ဥပဒေတွေကိုတွင်တွင်ကြီးရွတ်ပြီးတော့ကျွန်တော်ကိုယ်တိုင်တစ်ဆိတ်ဆိတ်တဲ့အရာရှိလုပ်ခဲ့ဘူးတော့ပို့လိုက်တဲ့တစ်တွေဟာပေမီတဲ့တစ်တွေဖြစ်တယ်ဆိုတာကိုကောင်းကောင်းသိတယ်အဲ့ဒီအပြင်ကျွန်တော်တစ်တွေကိုပေမမီလို့ပြောတဲ့အရာရှိဟာတစ်ဥပဒေကိုကောင်းကောင်းမကျွမ်းကျင်သေးဘူးဆိုတာကိုလည်းပဲပြောပြအောင်ပါဒါပေမဲ့ကျွန်တော်သင်ထားတဲ့မေတ္တာပလတိကာကို ီကိစ္စမှာသုံးအောင်မပဲလို့စဉ်းစားမိတယ်။အဲဒါနဲ့ကျွန်တော်ရောက်ရောပေါ့ဗျာရောက်တော့တစ်ကုံတယ်နဲ့တစ်စစ်စေးရဲ့အရာရှိကတော်ကိုစိတ်တူနေပြီးတော့ကျွန်တော်ဝိုင်းတွယ်ခြင်းတဲ့လက္ခဏာတွေပြနေတယ်။ကျွန်တော်ကလည်းတစ်တင်တဲ့မတော်ကားရှိတဲ့နေရာကိုရောက်တော့ကဲပြီးတော့မှပဲစကားပြောကြအောင်မတော်ကားတဲ့အစ်စ်တွေကိုအကုန်အောက်ချပါအောင်လို့ကျွန်တော်ကတောင်းပန်တယ်။မတော်ကားတဲ့အစ်စ်တွေကိုအောက်ချနေတော့မကြိုက်တဲ့အစ်စ်တွေကိုဘေးဖယ်ထားဖို့တစ်တိုင်းတဲ့အရာရှိကိုကျွန်တော်ကထပ်တောင်းပန်ရတာပေါ့ဗျာ။သူဖယ်ထားတဲ့အစ်စ်တွေကိုကြည့်လိုက်တော့ ူစစ်ဆေးတာကတေချာလွန်းယုံနေမကောက်ဘူးတစ်ဥပဒေကိုအတိဘယ်လွယ်ကောက်ထားမှန်းကျွန်တော်တွေ့ရတယ်ကျွန်တော်တို့ပို့လိုက်တဲ့တစ်တွေကတင်းစုသားတွေဆိုတော့တစ်အရာရှိကအဲ့ဒီလိုတစ်ဘဝမျိုးမှာမကျွမ်းကျင်ပဲနဲ့တစ်မှမျိုးကိုပဲကောင်းကောင်းသင်ငယ်ဘူးတယ်ဆိုတာတွေ့ရတယ်တစ်ဘဝမှာတော့ကျွန်တော်ကတော်တော်ကျွမ်းပြီးသားဆိုတော့တစ်အရာရှိမှားနေတယ်ဆိုတာလည်းကျွန်တော်ကောင်းကောင်းသိတယ်ဒါပေမဲ့သူမှားတယ်လို့ကျွန်တော်မပြောဘူးသူလုံနေတယ်မြတ်ပဲအသာစောင့်ပြီးကြည်နေတယ် ဒီဘေးပဲထားတဲ့တစ်တီမှာဘာသဘောမကျတာရှိလို့လဲစတဲ့မေခွန်တူတူထော်ထော်လေးတွေပဲသူ့မေးတယ်အဲ့လိုမေးတော့ခမရမှားနေတယ်ဆိုတော့လေမျိုးနဲ့မမေးဘူးဒီလိုမေးရတာကတခြားဆောင်မဟုတ်ဘူးနောက်နောက်တစ်တီပို့တဲ့အခါကျတော့သူတို့မကြိုက်တဲ့တစ်တီဖဲပြီးတော့ကြိုက်တဲ့တစ်တီကိုရွေးပို့နိုင်ဖို့ဒီလိုမေးရတယ်ဆိုတာကိုအလေးကယူပြုပြီးတော့ပြောပါမေခွန်းနေမေးတဲ့နေရာမှာခက်ထံမှာကြောစွာမမေးဘဲနဲ့ခင်ခင်မင်မင်ရင်းနီးနီးနဲ့မင်းယုံမြန်းယုံနဲ့မကပဲနဲ့ တို့လုပ်ငန်းနဲ့မတင်တဲ့တဲ့တွေကိုဒီလိုခဲရတာလမ်းမှန်ကြရတဲ့ဆိုတဲ့အကြောင်းစကားပြောရင်းနဲ့အခွင့်အခါရတိုင်းကြားညံ့ညံ့ပြီးတော့ပြောခဲ့ပါတယ်တော်တော်လေးစကားလက်ဆောင်ကြလာတော့ကျွန်တော်ရောက်စားတော့တွေ့ရတဲ့ခက်ထံမှာကြောတဲ့စိတ်ထားတွေဟာလွင့်ဆင်သွားပါတော့တယ်အဲ့ဒါတွေမကဘူးချက်ကောင်းရတိုင်းမီးတလောက်စကားလေးတွေကိုလည်းတွန့်တွန့်ပေးတော့ဒီတစ်တွေကတို့မှာတဲ့နမူနာတဲ့တော့ညံ့မှာမဟုတ်ဘူးတို့အလုံးမှာသုံးနိုင်ဖို့တစ်ကိုလို့ရှိရင်တော့ တို့ပြီးတဲ့နမူနာတစ်ပိုးကောင်းတဲ့တဲ့တွေကိုတို့မှာပိုးကောင်းတာပဲစတဲ့စိတ်သက်တည်ဟာအဲ့ဒီသစ္စာရေးအရာရှိရဲ့ရင်သွင်းကိုတဖွာဖွာပေါ်ပေါက်လာစေတယ်။အဲ့ဒီစိတ်သက်တည်ပေါ်ပေါက်လာအောင်ကျွန်တော်ကလှုံ့ဆော်ပေးနေတယ်လို့မမြင်ရလေအောင်ကျွန်တော်ကတော်တော်ကိုတတိထားကျွန်တော်နဲ့ဆက်ဆံနေရင်လည်းသူ့ကိုမူရတဖြည်းဖြည်းပြောင်းလဲလာတယ်။နောက်ဆုံးကျတော့ချင်းချူးပြူသားအကြောင်းကိုသူကောင်းကောင်းနားမလဲတဲ့အကြောင်းဝန်ခံပြီးတော့ကားပေါ်ကတည်တည်ချနေတော့အဲ့ဒီအသားတွေရဲ့အကြောင်းကိုကျွန်တော်မေးရော သူတို့မှာတဲ့နမူနာနဲ့အခုတည်းတည်းကဘာဖြစ်လို့အတူတူဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ကတခုစီရှင်းပြတာ哦ဒါပေမဲ့သူတို့လုပ်ငန်းနဲ့အခုတည်းတည်းကမသိတော်ဘူးဆိုရင်ယူဖို့မလိုတဲ့အကြောင်းလည်းကျွန်တော်ကထပ်ခါတည်းလည်းလည်းပြောတယ်နောက်ဆုံးတော့သူကတော်တော်သဘောပေါက်သွားပြီးတော့တည်တည်ကိုညံ့နေလို့ဘေးဖယ်ထားရတာတောင်လက်ပြန်လန့်နေကုန်ရအဲအကြောင်းကျွန်တော်ကကျွန်တော်သက်ဆိုင်ကိုပြန်လာတဲ့အခါကျတော့အဲ့ဒီအရာရှိရတည်တည်အကုန်လုံးကိုတခါပြန်စစ်ဆေးပြီးတော့အဲ့ဒီတည်တည်ကိုလက်ခံပြီးကျွန်တော်ငွေကြီးခြေလိုက်တယ် အဲ့တော့ဒီကိစ္စတခုတည်းမှာပဲနည်းနည်းအလိုလိုက်ပြီးတော့တစ်ဖက်သားအောင်မှားတယ်လို့မစွတ်စွဲမိအောင်ကိုယ့်နှုတ်ကိုထိန်းသိမ်းနိုင်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ကုမ္ပဏီမှာဒေါ်လာတင်ငါ150လောက်အကျိုးရှိလိုက်တယ်။ဒါရင်မကဘူး။အောက်တဲ့တူနဲ့ဒီလိုမိမပြည့်ရတဲ့အတွက်ကုမ္ပဏီမှာနာမည်ကောင်းလာတယ်ဆိုတော့အဖို့မပြတ်နိုင်တဲ့အကျိုးတခုရလိုက်တယ်ပေါ့နော်။ဒါနဲ့စကားမဆက်ပြောအောင်မယ်။ဒီခန်းမှာကျွန်တော်ရေးခဲ့တဲ့မြတ်အကြံဉာဏ်တွေကအခုမှပေါ်ကြတဲ့အသည့်စမ်းတွေတော့မဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်1900ကျော်လောက်ကယေရှုကိုယ်တိုင်ကသင်ဤရန်သူနှင့်သင်မြန်စွာသဘောညီညွတ်နိုင်ပါစေလို့ပြောခဲ့ပြီးပါပြီ။တနည်းထပ်ပြီးပြောအောင်မယ်ဆိုရင်တော့သင်ဖောက်တယ်ပဲဖြစ်ဖြစ်ဒါမှမဟုတ်သင်ရဲ့ယောက်ျားပဲဖြစ်ဖြစ်ဒါမှမဟုတ်သင်ရဲ့ရန်သူပဲဖြစ်ဖြစ်ဘယ်သူနဲ့မဆိုမငင်းပါသူတို့မှားတယ်လို့ပြောခြင်းအပြင်လဲသူတို့စိတ်ကိုစွမပေးပါနဲ့ပရိယေလေးကိုသုံးပေးပါယေရှုခရစ်မမွေးခင်နှစ်ပေါင်း2200လောက်တည်းကအီဂျစ်ပြည်ရဲ့ဘုရင်ကြီး အထွားရသူ့ရဲ့သားတော်ကိုအရန်ကိုကောင်းတဲ့အကြံတစ်ခုပေးခဲ့ဘူးလေအဲ့ဒီအကြံမျိုးဟာခုချိန်မှာဆိုရင်တော်တော်ကိုလိုအပ်နေတယ်အဲတညက်နေဆောင်အချိန်ပေါ့ကျော်မကတောင်းရင်နဲ့ငါသားပြည့်ရရှိပါစေဤသို့ရှိခြင်းဖြင့်ငါသားဤအကြံသည်အောင်းလိမ့်မည်လို့အတွင်းဘရင်ကြီးဟာသူ့သားတော်ကိုပြောကြားခဲ့ဘူးလေဒါကြောင့်တစ်ဖက်သားကို မိတ်ဆွေဘက်ကိုပေါအောင်ဆွဲခြင်းနဲ့ဆိုရင်တော့ဥပဒေသအမှတ်1က တစ်ဖက်သားရဲ့အယူအဆကိုအလေးဂယူပြုပါလူတူတယောက်ကိုမှားတယ်လို့ဘယ်တော့မှမပြောပါလိမ့်မယ်ဗီဒီယိုကတော့ဒီမျှပါပဲဒီဗီဒီယိုနဲ့ပတ်သက်လို့ဝေဖန်စရာအကြံပြုစရာရှိတယ်ဆိုရင် comment မှာရေးထားကြလို့ရပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကိုစိတ်နှပြချမ်းသာကြပါစေ